ကဲသားရေဘလို့လဲဒုံခန်းကန်ကန်းတွေအားလုံးရောအဆင်ပြေရဲ့လားဟုတ်ကဲ့အဆင်ပြေပါတယ်မင်းအခုလုပ်နေတဲ့ project တွေရောဘလို့လဲအခုလောလောဆယ်ကျွန်တော်တို့စောက်လုပ်ရေလုပ်နေတာကတော်တော်လေးပြီးတော့မှလေအဲ့ဒါကြောင့်ခဏဆိုရင်တော့တည့်ရ project ကိုလည်းကျွန်တော်တို့လုပ်ပေးလို့ရပါပြီအေးသားလေးရေငါတို့မှဖောက်တဲ့တွေကအများကြီးရှိတယ်ဆိုပေမဲ့ तू ကတော့မတူဘူးနော်သူတို့အကြောင်းနဲ့ပဲငါတို့စီးပွားရေးပို့ပြီးတော့အဆင်ပြေလာတယ်လို့ပြောမယ်ဆိုလို့ရှင်လဲမှောက်လေ ဒါနဲ့လေဒီတစ်ခေါက်ဦးလေးကြီးကတိုက်ခန်းကိုဘာဖြစ်လို့စောင့်ကြင်တာလဲစီးပွားရေးအတွက်လားမဟုတ်တော့ဘူးသူ့သမီးလေးကိုပေးဖို့အတွက်ဖြစ်မယ်ဒါကကောင်းတော့လေကောင်းပါတယ်ဒါပေမဲ့လက်ဖွဲ့ငွေအနေနဲ့တိုက်ခန်းတစ်ခန်းလုံးပေးတာကညာနေမလုံးလားအဲ့လိုတော့လေပဲဟုတ်မလဲဒီအတိုင်းပဲလက်ဆောင်ပေးမယ်လို့ပြောတာမင်္ဂလာဆောင်အတွက်တင်ကြောင်းငွေပေးနေရမှာမဟုတ်ဘူးလေဩဒါအတော်လေးကောင်းတဲ့ကိစ္စပဲသမီးတွေကိုဘယ်လိုမျိုးစောက်ရှောက်ပေးရမလဲဆိုတာကိုတော့ဦးလေးကြီးစီကနေပြီးတော့သင်ယူရလိမ့်မယ်နော် သူ့တာရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာဖခင်ဖြစ်သူကလည်းတိတ်ဆိတ်သွားခဲ့ပြီးတခုခုကိုစဉ်းစားနေခဲ့ပါတယ်ဒီအချိန်မှာပဲသူရဲ့မိမရောက်ရှိလာခဲ့ပြီးနောက်မှာတော့ယောက်ျားဖြစ်သူအတွေ့အလို့နေရာကိုတွေ့ရတယ်ပြောခဲ့ပါရယ်။ဘာဖြစ်နေရလဲရှင့်ဝင်ကြီးရတာတတော်လေးကိုတိတ်ဆိတ်နေရပဲ။ဘာမှမဟုတ်ပါဘူး။ငါကတော့အလောက်ကိုင်အကြောင်းတွေကိုပဲစဉ်းစားနေခဲ့တာပါ။မင်းကရောဘလို့ဖြစ်တာလဲ။ကျွန်မဘာဖြစ်ရမှာလဲ။ဘာမှမဖြစ်ဘူးလေ။အခုမနှက်စာလားစားတာ။ရှင့်ဝင်ကျွန်မဘယ်နဲ့ကျိန်လောက်ပြောနေရမှာလဲ။အိမ်ကိုရောက်လာပြီဆိုရင်တော့အလောက်ကိစ္စတွေအားလုံးခဏလောက်ခေါင်းထဲရနေထုတ်ထားလိုက်စမ်းမ အလောက်ထိခေါင်းပူခံမနေနဲ့။အော်အလုံးလုံးနေတဲ့သူတယောက်ကစိုက်ပင်မမှုဆိုတာကတော့ရှိတာပဲလေ။အလုံးနဲ့ပတ်သက်ပြီးတော့အမြဲတမ်းတွေးတော်စဉ်းစားနေရမယ်။အဲ့ဒီအတွက်ကြောင့်မို့လို့ငါတို့ကလည်းစိတ်ပူရတာ။ဟုတ်ပါတယ်၊သိတယ်။ဒါပေမဲ့ရှင်ရအသက်ကလည်းကြီးနေပြီလေ။ငယ်ရွယ်နှုတ်ပြောတော့တာမဟုတ်ဘူးဆိုတော့အလောက်ထိအများကြီးစဉ်းစားမနေနဲ့ပေါ့။ကိုဟကိုလည်းကယူဆိုင်ငါတော့ရပါတယ်ငါဘာလို့စွန့်ပူပန်နေရအောင်မလဲတိတ်မကြခင်မှာပဲငါချွေးမလေးရောက်လာတော့မှသူကငါ့ကိုတသေးတချာကယူဆိုင်ပေးလိုက်မယ်အမလေး ကျွန်မကလည်းအသက်20 25နှစ်အရွယ်လေးမဟုတ်တော့ဘူးရှင်သိရလားနားလေလားနားလေပါတယ်ဘာလို့နားလေရလဲဘာဖြစ်ရမှာလဲငါတို့နှစ်ယောက်လုံးကိုစောက်ရှောက်ပေးဖို့အတွက်တည်းရောက်ကိုငါတို့လိုအပ်နေပြီဟုတ်တယ်မလားတာကြီးအဖေကလည်းဗျာစလာပြန်ပြီလားကျွန်တော်မှအခုအလုပ်တွေအများကြီးရှိသေးတယ်အေးပါအေးပါမင်းဒီနေ့တော့အလုပ်တွေလုပ်လိုက်အောင်မနက်ဖြန်မှလက်ထက်လေဖောင်းခင်ဖြစ်သူရဲ့စကားကိုကြားတာနဲ့အားလုံးကလည်းရီမောခုန်ကြပါရဲ့တို့တော့ကတော့မိသားစု၃ယောက်ပဲရှိတာပါအယောက်ချမ်းသာတဲ့မိသားစုတွေဖြစ်ပြီးတော့ ညမရှိတယ်။တိုက်အခြေကြီးစလုံးထဲမှာအတူတူနေထိုင်ကြပါရယ်။ညနေဆောင်သွားခဲ့တဲ့အခါမှာတော့ကဲဘယ်လိုလဲမင်းကပြောတဲ့အကြောင်းတွေကိုစဉ်းစားပြီးသွားပြီလား။ဘယ်အကြောင်းကိုပြောနေရလဲအဖေရဲ့ကျွန်တော်ကဘယ်အကြောင်းကိုစဉ်းစားရမှာလဲ။ဘာလဲငါမေးကိုမနေရပဲပြောထားတယ်လေကွာအခုဘာလို့ထပ်မေးနေရပြန်တာလဲ။အမေအဖေကိုပြောပြပါအောင်ကျွန်တော်အိမ်အောင်ပဲပြုတ်ခိုင်းနေတယ်။ဘဝမှာကျွန်တော်လှုပ်ရှားရည်အများကြီးပဲရှိသေးတယ်။ဒါရီအားလုံးကျွန်တော်အရင်လုပ်မယ်။ကဲနင်းအဖေပြောနေတဲ့စကားမှန်တော့လေမှန်ပါတယ်။ ။နေရတော့အလုပ်ကိုသွားလိုက်ကြပဲ။ငါတို့အဖိုးကြီးနဲ့အဖွားကြီးလေးမရနှစ်ယောက်တည်းအိမ်မှာတရက်တရက်နေရတာအရန်ကိုပြင်းစရာကောင်းတယ်။ချွေးမလည်းရောက်လာမယ်။နောက်ဆိုလို့ရှိရင်တော့မြီးတွေမြစ်တွေရောက်လာမယ်။အိမ်ကလည်းအရန်ကိုပြောစရာကောင်းတော့မှာ။ဒါဆိုလို့ရှိရင်တော့ငါတို့လည်းပြင်းဖို့အချိန်ကိုရှိမှမဟုတ်တော့ပါဝေး။ဒါပေမဲ့အမေရလည်းဗျာ။ကေတော်စမ်းပါဒါပေမဲ့ဒီဘာတွေလုံးမနေနဲ့ဖះသခင်ပေးလို့ငါတို့မှအရာအားလုံးရှိနေရပဲမဟုတ်ဘူးလားနေရလေအလုပ်တွေအားလုံးကိုနေရလက်ထဲမှာလွှဲပြောင်းရယူပြီးတော့ပြီ ီတစ်ခါဖျားပွဲပေးစီသွားခဲ့တဲ့အခါကျရင်တော့နင်းကိုလက်ထပ်ပေးလိုက်တော့မယ်။ဟာအမေကလည်းဖျားပွဲကနောက်ထပ်၃လဆိုလို့ရှင်တော့စပြီလေ။အေးဟုတ်တယ်လေ၃လဆိုတာကအချိန်တော်တော်လေးကိုလုံလောက်နေပြီ။ငါတို့ဘက်က main ကလေးရှာမှနဲ့ဆိုရင်တော့ကွက်တီပဲ။ main သဘောကျနှစ်သက်နေရဲ့ main ကလေးရှိတယ်ဆိုလို့ရှင်လည်းငါတို့ပြောပါ။အဖေရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာတော့တောင်းဖြစ်သူကတော်တော်လေးကိုရှက်သွားခဲ့ပါရဲ့။သူသဘောကျနှစ်သက်နေရဲ့ main ကလေးတယောက်တော့ရှိပါရဲ့။နင်းအောင်လုံးကအကြောင်းအတူတူတက်ခဲ့ကြတာပါ။ မင်္ဂလာဆောင်ဖို့အတွက်မိဘတွေကတိုက်တွန်းနေခဲ့တဲ့အချိန်မှာတော့ Keshav ကလည်းသူ့မိဘတွေကိုမိန်းကလေးရဲ့အကြောင်းကိုပြောပြခဲ့လိုက်ပါတယ်။လာအနေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာမိဘတွေရဲ့သဘောတူညီစနာနဲ့သူတို့နှစ်ယောက်လက်ထပ်ခဲ့ကြပါပြီ။လက်ထပ်ပြီးရနေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့အလုံးပဲမနှက်ဆာစားဖို့အတွက်အဆင်သင့်ပါပဲ။ကျမလက်ဖက်ဖြော်ထားပေးပါရနော်စားကြပါ။အော်ချွေးမလေးရဲ့နင်းကိုယ်တိုင်လုပ်စီရမလို့ဘူး။အိမ်မှာအလုပ်သမားတွေရှိတယ်သူတို့ကိုခိုင်းလိုက်သူတို့အားလုံးလုပ်ပေးလိုက်မယ်။ မဟုတ်တာအမေရဲ့အိမ်လုပ်တွေအားလုံးကိုအလုပ်သမားတွေလုပ်နေတယ်ဆိုတာကိုတော့ကျမလည်းသိပါတယ်။သူတို့အလုပ်တွေအားလုံးလုပ်နေတော့ကျမလည်းလုပ်စရာမရှိတော့ဘူးလေ။မနက်စာလေးကိုတော့ကျမကိုယ်တိုင်ပြင်ဆင်ပေးမှဖြစ်မယ်ဆိုပြီးတော့ပြင်ဆင်ထားပေးရပါ။အော်ချွေးမလေးရဲ့အိမ်မှာအလုပ်သမားတွေရှိတယ်ဆိုတာကသူတို့ကိုဒီအလုပ်တွေအားလုံးခိုင်းဖို့အတွက်နင်တတ်တာဖို့အတွက်ဆိုပြီးတော့ငါတို့ကအလုပ်သမားတွေကိုခေါ်ထားပေးရ။နင်လုပ်စရာမလိုဘူး။ကျမရဲ့အိမ်မှာဆိုရင်တော့ဘာအလုပ်သမားမှမရှိဘူးလေအလုပ်တွေအားလုံးကိုကိုယ်တိုင်းပဲလုပ်ရတာကျမအိမ်မှာဒီအလုပ်တွေအကုန်လုံးကိုကျမပဲလုပ်တာ ဒီမှာကကြတော့ဘောင်းမှလည်းလုံးစီရမလို့ပဲနဲ့တရက်လုံးနားပဲနားနေရတာဆိုတော့ကျမလည်းမပြောတော့ဘူးအနားယူရင်ပို့ပြီးတော့ပေးမှန်းနဲ့ကြည့်ပါဦးငါတို့ချွေးမတွေကအနားယူရလို့ပေးမှန်းနဲ့ထူးဆောင်လိုက်တာမင်းအိမ်မနေရတာအရင်အောင်ပြင်းနေဆိုလို့ရှင်လည်းငါနဲ့အတူတူအလုပ်လိုက်လို့ပေါ့ငါရဲ့အလုပ်ကိုလည်းပို့ပြီးတော့အယုံဆိုင်လို့ရတာပေါ့ကဲဟုတ်ပြီလားဘလို့လဲကောင်းတာပေါ့ဒီအကြံကတော်တော်လေးကိုအစဉ်ပြေရဲ့အကြံညာပဲကောင်းတော့ပဲနောက်ဆုံးတော့ကျမအလုပ်တစ်ခုရတော့မယ်အရင်ကစပြီးမိမဖြစ်တော့ကလည်းတယောက်ကြားနေအတူတူအလုပ်ကိုလိုက်သွားခဲ့ပြီးအလုပ်တွေကိုလုပ်ပါရီး အခုတော့သူကသူယောက်ျားနဲ့အမြဲတမ်းကုမ္ပဏီကိုလိုက်သွားခဲ့ပြီးလို့အတက်အကူကြီးတွေအားလုံးကိုလည်းပေးခဲ့ပါတယ်။သူကုမ္ပဏီမှာသွားပြီးအလုပ်လုပ်ကင်ပေးနေခဲ့တဲ့အချိန်မှာတော့ကုမ္ပဏီရဲ့စီးပွားရေးကအရင်တုန်းကထက်အများကြီးပိုမိုတိုတက်ကောင်းမွန်လာခဲ့ပါတယ်။ကဲဘလို့လဲချွေးမလေးရဲ့အဆင်ပြေရဲ့လား။ပြောမနေတော့နဲ့အဖေနဲ့အမေရဲ့သူကတကယ်အရင်အောင်ရေချင်းရှိပြီးတော့ကြောက်ရတယ်သီလား။သူရောက်လာတဲ့အချိန်ကစပြီးကျွန်တော်တို့ကုမ္ပဏီအရင်တုန်းကထက်အများကြီးတိုးတက်လာပြီ။အမေတို့အချွေးမလေးကအလုပ်ကိုတည်တည်ချာချာကိုလုပ်တော့ဒါဆိုရင်တော့သူကအယောင်တော်လုံးနဲ့ဝန်ထမ်းတယောက်ပဲ။ အယောင်တော်တဲ့ဝန်တန်းကိုမင်းလောက်စာရောကောင်းကောင်းပေးရလားဒါမှမဟုတ်မင်းသူ့ကိုအလကားပဲအလုပ်တွေကိုခိုင်းစေနေကြတာလားဒီလိုနဲ့ပဲတဖြည်းဖြည်းနဲ့ချိန်တွေကုန်ဆုံးလာခဲ့ရပါတယ်။နှစ်ယောက်သားကလည်းအလုပ်တွေလုပ်နေရင်းနဲ့အလုပ်ရှုပ်နေခဲ့ကြပါတယ်။ဒါနဲ့ချွေမလည်းနှစ်ယောက်လုံးဆက်အေးတသားစွာအလုပ်လုပ်ပြီးပျော်ရွှင်နေခဲ့ကြတဲ့အတွက်ကြောင့်မလို့အဖေနဲ့အမေကလည်းဝမ်းသာပျော်ရွှင်နေပါတယ်။ဒီမောင်ဒီကိုခဏလာပါအောင်ကျမပြောစရာရှိတယ်။ဘာဖြစ်တာလဲ။ဒီမောင်မန်နေဂျာကပြောတယ်။ကျမတို့ကုမ္ပဏီအရှိမမိန်ကလေး၅ယောက်ရက်နေကြတယ်တဲ့။မိန်ကလေးတွေဟုတ်လား။ ဟုတ်တယ်သူတို့ကအလောက်လာလျှောက်ကြတာလေဒါပေမဲ့ငါတို့ဘက်ကနေပြီးတော့ဘယ်ဝင်တန်းမှခေါ်ယူထားခြင်းမရှိပါဘူးမဟုတ်တာရှင်သူတို့ညီမ9ယောက်လုံးကအလောက်ကြမ်းလေးပါလေရလို့ရှင်ပေးပါဆိုပြီးတော့အလောက်လာတောင်းတာလေသူတို့9ယောက်လုံးကညီမတွေများလားမသိပါဘူးဒါဆိုရင်တော့ငါမနေချာကိုပြောပြီးသူတို့မောင်းထုတ်လိုက်မယ်။ဒီအနေနဲ့ပတ်ဝန်းကျင်မှာစောက်လောက်ရေလုံကန်းခွင့်နေအများကြီးရှိတယ်ဆိုတော့အဲ့ဒီအတွက်အလုပ်သမားတွေကတော့လိုအပ်နေကြပဲလေ။သူတို့နေရာမှားပြီးအလုပ်လာတောင်းတာဖြစ်မယ်။ရှင်းရလေ ရှင်ပြောတော့ကျမနားလဲတယ်။ဒါပေမဲ့တို့ငါးယောက်လုံးကဟိုးမနဲ့အစောကြီးတွေကဒီကိုရောက်လာပြီးတော့ထိုင်နေကြတာလေ။တို့တွေကဘာမှတော့မစားတော့ရသေးဘူးနဲ့တွေ့ပါတယ်။တတော်လေးအောင်အားနေနေကြတဲ့ပုံစံပဲ။ကျမတို့တနာလို့မိမဖြစ်သူရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာကေရှက်ကလည်းတတော်လေးကိုတိတ်ဆိတ်ငြိမ်သက်သွားပါတယ်။သူလည်းအပြင်ကိုထွက်လာပြီးကြည်လိုက်တဲ့အခါမှာတော့အပြင်မှာညီမငါးယောက်ကိုတွေ့ခဲ့ရပါတယ်။ဒီမှာဆိုလို့ရှိရင်တော့အလောက်ကျန်တွေလောက်ရမှာနော်။မင်းတို့ကမိန်ကလေးတွေဒါတွေကိုလုံးနိုင်မှာမဟုတ်ဘူး။တခြားနေရာမှာပဲအလောက်သွားရှာလိုက်ကြတော့ ကရှက်ဖျက်စကားကိုကြားခဲ့ရတဲ့အခါမှာညီမငါယောက်ထက်ကအကြီးဆုံးတယောက်ကလည်းချီပြီးတော့ပြောပါရီသူကတခုခုပြောဆိုခြင်းနေခဲ့ပေမဲ့လည်းသူ့ဘာကိုပြောချင်တာလဲဆိုတာကိုတော့နားမလဲပါဘူးရှင်းရလဲရှင်းသူတို့ကိုကြည့်ပါအောင်တော်တော်လေးကိုစွန့်ရင်စိတ်ပြတ်နေရပုံစံမျိုးပဲအလုပ်တစ်ခုပေးလိုက်ပါလားသူတို့ကရှက်စီကနေပြီးတော့ပတ်စံအလကတောင်းနေရလဲမဟုတ်ဘူးလေကြည့်ရတာသူတို့စကားမပြောတတ်ကြဘူးလားမသိပါဘူးစကားမပြောတတ်လို့လည်းအခုလိုမပြောတာပေါ့ဒါဆိုရင်တော့မန်နေဂျာကိုပြောပြီးတော့သူ့ကိုဟိုဘက်ဆောက်လုပ်ရေးလုံခြုံရေးခွင့်မှာထည့်ပေးလိုက် ကဲမင်းတို့အားလုံးကအလုပ်ပေးလိုက်ပြီဒါဆိုရင်တော့အလုပ်သွားလုပ်ကြတော့ကေရှက်ဖြတ်စကားကိုကြားခဲ့ရတဲ့ခါမှာညီမ9ရောက်လုံးဝမ်းသာပျော်ရွှင်ကုန်ကြပါရီနောက်နေ့ဆက်ပြီးညီမ9ရောက်လုံးအလုပ်ကိုကြိုးစားပန်းစားလုပ်ကင်ခဲ့ကြပါရီဒါအတွေ့ခဲ့ရတဲ့တထေးလင်မြား9ရောက်လုံးလည်းဝမ်းသာပျော်ရွှင်နေကြပါရီလာပေါင်းများစွာကုန်ဆုံးသွားခဲ့တဲ့နောက်မှာတော့တို့ရဲ့အိမ်တွေအားလုံးဆောက်လုပ်ပြီးစီးသွားပါပြီကဲနားထောင်ကြနင်တို့ငါတခုပြောစရာရှိတယ်အခုမပြောနဲ့အဖေအဖေနေကောင်းတာလည်းမဟုတ်ဘူးဆရာဝန်ခေါ်ထားတယ် ငါအသက်ဘယ်အချိန်ထိရှင်အောင်မလဲဆိုတာကိုတော့ငါလည်းမသိရဘူး။ငါရင်ထဲမှာရှိတဲ့ကိစ္စတွေအားလုံးတစ်ခါတည်းပြောပြသွားချင်တယ်။လှုပ်ဝက်ချက်တွေကိုမပြောဘူးဆိုရင်တော့ငါဘလို့သိရမလဲ။ဘာလှုပ်ဝက်ချက်လဲ။တကယ်တော့ငါနေနဲ့ပထမဦးဆုံးလက်ထပ်ခဲ့တာမဟုတ်ဘူး။ငါမှပထမမိမရှိခဲ့ဘူးတဲ့။ငါတို့ကရွာမှာနေကြတာလေ။ငါတို့လက်ထပ်ပြီးရွာမှာနေနေခဲ့တဲ့အချိန်အတွင်းသူကမိန်းကလေးတယောက်မွေးဖွားခဲ့။ငါတို့ဝမ်းသာပျော်ရွှင်လို့မဆုံးခင်မှာပဲမိန်းကလေးကအနေနဲ့ခဲ့တယ်။ နောက်တစ်ခါဦးဆိုရင်တော့ငါလည်းတာယောက်ကြားလေးတယောက်ရမယ်လို့ထင်ခဲ့တာဒါပေမဲ့နောက်တစ်ယောက်ကလည်းမင်းကလေးပဲဒီလိုနဲ့သူလည်းအနေခဲ့တယ်နောက်တော့ငါလည်းတမီး9ယောက်တောင်မွေးလိုက်တယ်9ယောက်လုံးကအနေခဲ့ကြတာတာတယောက်မှမမွေးဖွားနိုင်ခဲ့ဘူးအဲ့ဒီနောက်အဲ့ဒီနောက်ဘာဖြစ်လဲအဖေငါလည်းတော့တော့အရန်ထွက်နေခဲ့တဲ့အတွက်ကြောင့်မလို့တို့အားလုံးငါထားရခဲ့မိတယ်အခုတို့9ယောက်ဘယ်မှာလဲဆိုတော့ကိုတော့ငါလည်းမသိဘူးပြီးတော့7လားလဲဘယ်မှာလဲဆိုတော့ငါမသိရဘူးဒီကိုရောက်လာပြီးတော့နင်းနေတွေ့တယ်ပြီးခဲ့တဲ့ကိစ္စတွေအားလုံးမေ့ပြီးတော့ငါမင်းကိုလက်ထပ်ခဲ့တယ် အမှန်တရားကိုတော့ငါမပြောပြနိုင်ခဲ့ဘူး။ဒါနဲ့ကိရှက်ပြေကျမတို့ယုံမအလုံးလုံးနေတဲ့အဲ့ဒီမိန်ကလေး၅ယောက်ကမြ။ဘာဖြစ်တာလဲချွေးမလေးရဲ့နင်တို့တွေ့ဘူးလို့လား။တကယ်လို့တွေ့ဘူးတယ်ဆိုလို့ရှင်တော့အဲ့ဒါကနင်ရဲ့ရောင်းမလေးတွေပဲ။ဒါဆိုလို့ရှင်တော့ဒုက္ခရောက်ပြီးနေရာဆောင်ကိုရှောက်သွားနေကြတဲ့အဲ့ဒီမိန်ကလေးတွေကကျွန်တော်ရဲ့အမတွေပေါ့လေ။ပြီးတော့ကျွန်တော်ရဲ့ကုမ္ပဏီမှာတို့ကအလုပ်ကျန်းတွေကိုလာလုပ်နေကြရတယ်။အိုဖီးယားသခင်ကျွန်တော်အမအကြီးကြီးကိုလှုပ်ခဲမိပြီပဲ။ဒီနောက်ကေရှက်တို့လင်မယားနှစ်ယောက်လုံးကလည်းညီမ၅ယောက်လုံးကိုသွားခေါ်ခဲ့ကြပါရယ်။ ီသွားတဲ့အခါမှာညီမ9ယောက်လုံးကိုအင်ကိုခေါ်လာခဲ့ပြီးနောက်မှာတော့သူတို့ရဲ့ဖခင်ဖြစ်သူနဲ့တွေ့ဆုံပေးလိုက်ပါတယ်။သမီးလေးတွေကိုတွေ့ကြရတဲ့အခါမှာဖခင်ဖြစ်သူကလည်းစိတ်အေးသက်သာရရသွားခဲ့ပါတယ်။ဒီနောက်မှာတော့စိတ်ချသွားခဲ့ပြီးကွယ်လွန်သွားပါတယ်။ဒါရီအားလုံးဖြစ်ဖြတ်ခဲ့တာလာပေါင်းများစွာကြာမြင့်သွားခဲ့ပြီးဒီရက်မှာတော့ကဲရောက်မလေးတို့အားလုံးကကျမရဲ့ရောက်မလေးတွေဆိုတော့ကျမအနေနဲ့ တာဝန်တစ်ခုကိုပြည့်စုံလုပ်ပေးစီရရှိသေးတယ်ဝင်လာခဲ့။၂ယောက်သားကလည်းညီမ၅ယောက်လုံးခေါ်ပြီးအိမ်တည်းကိုဝင်လာကြပါရယ်။ဒီနေ့ကဆက်ပြီးတော့ဒီအိမ်ကအမားတို့၅ယောက်လုံးနေဖို့အတွက်အိမ်ပဲ။အားလုံးဒီမှာအတူတူပြပြရွှေနေကြနော်။ကျမရောက်မှလေရီနဲ့တွေ့ဖို့အတွက်ကျမအမြဲတမ်းဒီကိုလာပါမယ်။ဟုတ်ပြီလားရှင်။၅ယောက်လုံးကလည်းရန်ကိုဝမ်းသာပြရွှင်လုံးတဲ့အတွက်ကြောင့်မို့လို့ပြောနေကြပါရယ်။တို့အခုချိန်မှာနေခွင့်ရရှိသွားခဲ့တဲ့အိမ်ကတော့တို့ကိုယ်တိုင်ဆောက်လုပ်တုံးကလှူအားပေးခဲ့တဲ့အိမ်ပါပဲ။ ။ဖြည်းဖြည်းနဲ့စရိသားကလည်းသူ့ယောက်ျားရဲ့အမားတွေကိုခွင်လွန်လက်ခံပေးလိုက်ပါရယ်။အခုမိသားစုတွေအကုန်လုံးကတပေါင်းတစုတွေနေထိုင်သွားခဲ့ကြပါရယ်။